စကိုင်းတိုင်းမှာအုတ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်။စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအခြေခံဥပဒေတရက်ကိုစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကဇွန်လ25ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ဒီဂျာကာလာအခြေခံဥပဒေမှာစကိုင်းဖက်ဒရယ်ယူနစ်အတွက်ဥပဒေပြုရေးအုတ်ချုပ်ရေးတရားစီရင်ရေးကာကွယ်ရေးနဲ့လုံခြုံရေးဗဏ္ဍာရေးနဲ့အခွန်ဆိုင်ရာပြဋ္ဌာန်းချက်တွေအပါအဝင်အခမ်းအနားဆက်ရှိခံပါဝင်ပြဋ္ဌာန်းထားပါတယ်။ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးနောက်ထပ်လုပ်ငန်းစဉ်အနေနဲ့ဂျာကာလာအစိုးရအဖွဲ့ဖွဲ့စည်းလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့စကိုင်းဖက်ဒရယ်ယူနယ်လွှတ်တော်အတွင်းရေးမှူးဦးစော်လိုင်းသိန်းကအေရော်ရီကိုပြောပါရယ်ဒီအစိုးရရွေးချယ်ရေးကော်မရှင်ကိုဘယ်သူတွေနဲ့ကျွန်တော်တို့ဖွဲ့မလဲဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့ဒါဒီ2020ရုပ်ခန့်လို့ပြောကိုယ်စားလှယ်တွေနိုင်ငံရေးပါတီကနိုင်ငံရေးပါတီကကိုယ်စားလှယ်တွေတိုင်းလားလူမျိုးစုကိုယ်စားလှယ်တွေ CDN နိုင်ငံဝန်ထမ်းများအေရာစုကကိုယ်စားလှယ်တွေ ီသူအုပ်ချုပ်ရေးအဖွဲ့မှာရှိတဲ့ကိုယ်စားလှယ်တွေနောက်တပိတ်အင်အားစုမှာရှိတဲ့ကိုယ်စားလှယ်တွေနောက်ကျွန်တော်တို့ဒါစခိုင်းဖက်ဒရယ်ဂရုမှာရှိတဲ့ဒါဖိုရန်ဖက်ဒရေးရှင်းလည်းရှိမှာပဲเนาะအဲ့လိုဖွဲ့စည်းတွေနဲ့ကျွန်တော်တို့အချိုးကျကျွန်တော်တို့ပါဝင်ပြီးတော့ဒါကျွန်တော်တို့ဒီအစိုးရဖွဲ့စည်းတဲ့ရွေးချယ်ရေးကော်မရှင်ကိုကျွန်တော်တို့ဒါဖွဲ့စည်းသွားမယ်ဒီလိုအစိုးရဖွဲ့အားလုံးပါဝင်တဲ့အစိုးရအဖွဲ့စီစီရွေးချယ်ရေးကော်မရှင်ကနေတဆင့် Federal Unit ဝင်ကြီးချုပ်ကိုတင်မြှောက်သွားမှာဖြစ်တယ်လို့ဆိုပါရယ် ကော်မရှင်ဝင်ကြီးချုပ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်ကဒုတိယဝင်ကြီးချုပ်ဝင်ကြီးတွေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌတွေရှေ့နေချုပ်တွေကိုဆက်လက်ရွေးချယ်တင်မြောက်သွားမှာဖြစ်တယ်လို့ဥရရဲ့အခန်းကအုပ်ချုပ်ရေးမှာဖော်ပြပါရှိပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်ရဲ့ဥရပြူရေးကတော့ဖက်ဒရယ်ယူနစ်ဂျာကာလာလွှတ်တော်မှာအာဏာတည်မယ်လို့အခြေခံဥရရဲ့အခန်းလေးဥပဒေပြည်ရေးမှာဖော်ပြထားပါတယ်ဖက်ဒရယ်ယူနစ်ဂျာကာလာလွှတ်တော်ကိုတော့2020ရွေးကောက်ပွဲမှာတင်မြောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒီကြားကလအခြေခံဥပဒေနဲ့ဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့ရဲ့တက်တန်းဟာအသွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာမဲ့စကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ထံကိုတာဝန်လွှဲအပ်မဲ့နေ့ရက်အထိဖြစ်တယ်လို့ဥပဒေမှာဖော်ပြထားပါတယ်။ယူနစ်မှာယူနစ်အစိုးရမရှိတဲ့အတွက်ကိုကျွန်တော်အားလည်ဟာရန်ဖြစ်တယ်။အဲ့တော့အဲ့ဒီအတွက်ကိုကျွန်တော်တို့ဓာတ်ချေဦးကျွန်တော်တို့ဒါရှင်းတယ်ရှင်းပြီးတော့ကျွန်တော်တို့ဒါယူနစ်အစိုးရတည်းရဲ့ ။ပြည်သူလူထုနဲ့အနီးကပ်ဆုံးရှိသောယူနစ်အစိုးရတည်းရဲ့ဖြစ်လာအောင်ကျွန်တော်တို့ဒါစူးစမ်းရပေါ့နော်။စူးစမ်းရဆိုတော့ကျတော့ခွာခြားချက်ကဘာလို့ရှိလာမလဲဆိုတော့နင်းဟိုပါပေါ့နော်ကျွန်တော်စကိုင်းယူနစ်တွင်းမှာရှိတဲ့ကျွန်တော်တို့ဒါအုတ်ချွေရေရန်နေရာတွေပြည်သူကကွေးအဖွဲ့တွေနဲ့ဒါကျွန်တော်ယူနစ်အစိုးရနဲ့ဒါနီးနီးကပ်ကပ်ချိတ်ဆက်ပြီးတော့ပေါ့နော်တော်လိုင်းအမြင်အောင်မြင်စေရေးအတွက်ကိုကျွန်တော်တို့ဆောင်ရွက်လို့ရနိုင်တဲ့အနေအထားမျိုးဒါကတော့ဖြစ်လာတယ်ဖြစ်ဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ပေါ့နော် စကိုင်းဖက်ဒရယ်ယူနစ်ရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုမြို့သားညညွေအစိုးရနဲ့ညီနိုင်တိုင်းမင်းဖွဲ့စည်းနိုင်ပြီးဒီတပ်ဖွဲ့တွေအတွက်လိုအပ်တဲ့ဥပဒေတွေကိုဆက်လက်ပြဋ္ဌာန်းသွားမယ်လို့ဂျာကာလာခြေဦးကဖော်ပြပါရယ်။စကိုင်းတိုင်းအတွက်မှာရှိနေပြီးသားဖြစ်တဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကယူနစ်အစိုးရနဲ့ချိတ်ဆက်ကအုပ်ချုပ်ရေးလုပ်ငန်းအစဉ်တွေကိုဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီးပြည်သူ့လုံခြုံရေးအဖွဲ့တွေကတော့ယူနစ်ရဲ့လုံခြုံရေးတပ်ဖွဲ့တွေအဖြစ်ဆက်ရှိနေမယ်လို့ဦးစော်လိုင်းသိန်းကပြောပါရယ်။ လက်ရှိမှာတော့စကိုင်းတိုင်းအတွက်မှာလက်နက်ကင်တော်လင်းတပ်ဖွဲ့ပေါင်း200ဝန်းကျင်လောက်ရှိနေတယ်လို့စကိုင်းဖိုရမ်ရဲ့ဒုတိယဥက္ကဋ္ဌကိုကျော်ဝေဖြိုးကပြောပါတယ်ကျွန်တော်ကဟိုဆွေးနွေးတဲ့အခါမှာဒီစကိုင်းရဲ့ နိုင်ငံရေးဘော်ဒီတစ်ခုဘလို့တီထောင်ကြမလဲဆိုတော့ပုံစံနဲ့ချင်းကပ်ဆွေးနွေးရပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီချင်းကပ်ပုံတွေကတော့အမျိုးမျိုး꿰ကြတာရှိတယ်ဒါပေမဲ့ကျွန်တော်အားလုံးရဲ့ပေါင်းစည်းရဲ့ဥတီချက်ကတစ်ချက်ရှိတယ်အဲ့ဒါတော့စကိုင်းရဲ့နိုင်ငံရေးဘော်ဒီအညာဆုံးဖြစ်မြောက်ကြီးပေါ့နော်အဲဒီစကိုင်းဖက်ဒရယ်ဂျီနဲ့လွတ်တော်နဲ့ကျွန်တော်ကလည်းအဲ့ဒီနေရာမှာစုံချက်သွားတူတာရှိတယ်ပေါ့နော်စုံချက်တရအလုပ်ဖြစ်မဲ့စုံချက်တရကိုသွားနေကြပြီဆိုတာမျိုးကျွန်တော်တို့မှတ်ချက်ပြုချင်ပါတယ်။ဒါဖြစ်လို့ဆိုတော့ဒီဒီဟာ ဒီဟာကိုအခြေခံပြီးကျွန်တော်နောက်ထပ်အလုပ်ဖြစ်မဲ့စုဖွဲ့မှုတွေအဲနောက်ကျအလုပ်ဖြစ်မဲ့ဒါဒီဟွာတွေပေါ့နော်အအခင်းအကျင်းတွေကျွန်တော်စပြီးတော့ဖော်ဆောင်နိုင်ပြီလို့တော့ကျွန်တော်တို့မှတ်ချက်ပြုချက်ပါတယ်စကိုင်းဖိုရမ်ကတော့စကိုင်းတိုင်းအတွင်းမှာရှိနေတဲ့ဒေတာခန့်တော်လိုင်းအင်အားစုတွေစုဖွဲ့ဆွေးနွေးရာစကားဝိုင်းပလက်ဖောင်းတစ်ခုဖြစ်ပါတယ်ဒီပလက်ဖောင်းပေါ်မှာစကိုင်းတိုင်းအတွင်းကတော်လိုင်းအင်အားစုအဖွဲ့ 140ကျော်ပအဝင်ဆွေးနွေးလှုပ်ရှားနေကြတယ်လို့ကိုကျော်ဝေဖြိုးကပြောပါရယ်။စကိုင်းတိုင်းကိုမြို့နယ်ပေါင်း38မြို့နယ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါရယ်။ဒီထက်ကလဟဲလေးရှိနဲ့နန်းယွန်းမြို့တို့ကတော့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်ပါရယ်။နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကလည်းလို့ကျန်တဲ့မြို့နယ်34မြို့နယ်မှာ ပြည်သူ့ကောင်ဝေးတပ်ဖွဲ့တွေရဲ့စီးရေးလှုပ်ရှားမှုတွေရှိနေပါရယ်။စကိုင်းတိုင်းရဲ့နယ်မြေ60ရာခိုင်နှုန်းကျော်မှာတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စီးရေးလှုပ်ရှားမှုတွေရှိနေပြီး 80ရာခိုင်နှုန်းကျော်မှာတော့စိုးမိုးနယ်မြေတွေဖော်ဆောင်ထားနိုင်ပြီဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ဒီတွက်ထားတဲ့ data တွေအရာဆိုလို့ရှိရင်ကျွန်တော်ကဒီမြို့ကြီးတွေကလွယ်လို့ခြေရွာတွေအားလုံးဒီပါပြူရွာတွေနဲ့မြို့ကြီးတွေကလွယ်လို့ဒါတိုင်းရဲ့80ရာခိုင်နှုန်းကျော်80ရာခိုင်နှုန်းဒီပါကဒါစုံမုန်းနေကြီးတွေလို့ပြောလို့ရတယ်ပေါ့နော်အဲနောက်ကြတော့ထိန်းချုပ်နေကြီးပေါ့နော်ထိန်းချုပ်နေကြီးဆိုတာတော့ကျွန်တော်တို့မြို့တွေကို မျိုးတွေနယ်တွေကိုတိမ့်ထားတဲ့ထိန်းချုပ်နယ်ကြီးပေါ့နော်ထိန်းချုပ်နယ်ကြီးအရာပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့က90ရာခိုင်နှုန်းနဲ့60ရာခိုင်နှုန်းချားမှာရှိတယ်ပေါ့ဒါဒေါ်လာ8တပ်ဖွဲ့ထိန်းချုပ်ထားတယ်ဒေါ်လာ8ရဲ့ပညာရေးကျန်းမာရေးဒီတခြားဟိုလမ်းဘတ်ဆက်သွယ်ရေးတွေအဲလက်ပတ်နေနိုင်တယ်ပေါ့နော်ပင်လယ်ဘူးအင်းတော်မော်လူကမ်ဘတ်ရွှေပြည်မြို့တဲ့ဒီမျိုးတွေကိုတော့တော်လိုင်းအင်အားဆိုတွေကအပြည့်အသက်သိမ့်ပိုက်ထားနိုင်ပြီးစစ်ကောင်စီလုံးဝကင်းစင်တဲ့လွတ်မြောက်နယ်မြေတွေဖြစ်တယ်လို့ဆိုပါတယ် ဆရာနာသိမ့်ပြည်နောက်စစ်ကောင်စီတပ်နဲ့လောက်ခန့်တွေရဲ့မိရှို့ဖြက်စီးမှုတွေကြောင့်နိုင်ငံအဝမ်းမှာအရက်သားနေအမောင်းတသိန်း၁၃၀၀ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီးဒီထက်မှစကိုင်းတန်းက68ရာခိုင်နှုန်းနဲ့ပျက်စီးမှုအများဆုံးဖြစ်တယ်လို့ Data for မြန်မာအဖွဲ့ရဲ့2025ခုနှစ် January လကထုတ်ပြန်ထားတဲ့အစိုးရခန်းစားကဖော်ပြထားပါတယ်။ဒါ့အပြင်စကိုင်းတိုင်းအတွင်းကတန်းနဲ့ချီတဲ့ပြည်သူတွေဟာအေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရုံး UNOCHA ရဲ့ထုတ်ပြန်ချက်တွေကဖော်ပြထားပါရဲ့ရှင်။